လာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့မေလ30ရက်နေ့မှာရရှိထားတဲ့သတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါမယ်ရှင်။တင်ဆက်ပေးမယ့်သတင်းတွေကတော့ Lobby Argo နဲ့သတင်းမလွှင့်မှုအရှိန်မြင့်လာနေခြင်းစစ်တပ်ထောက်ခံသူအချင်းချင်းပြန်ဖမ်းခိုက်နေတဲ့သတင်းမြောက်ရီတောင်ဘက်ဝေါ်လီဒေတာက မော်ခီစကန်နဲ့ဘင်းအောင်စကန်ကို KNL ပူပေါင်းတက်တွေထပ်မံသိမ်းပိုက်လိုက်တဲ့တဲ့ စစ်တောင်စီအပြစ်ရဲ့ကြီးညာထားတာကိုလိုက်နာဖို့တော်လိုင်းတပ်ဖွဲ့တွေကိုစစ်ကောင်းဆောင်အမိတ်ပေးနေတဲ့တဲ့မူငားရဲ့နေရာမှာအစာထိုးမဲ့လုပ်ငန်းစဉ်အသစ်အာဆီယံချမှတ်တင်ပြီးမြမအရေးအာဆီယံထက်မှန်ကြဆုံးလို့မြမနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SACM ပြောဆိုတဲ့တဲ့လုံခင်းကိုစစ်ကြောင်းထိုးခဲ့တဲ့စစ်ကောင်စီတပ်ကပြည်သူတွေကို လူသားတိုင်းပြုလုပ်ပြီးဖားကန့်ကိုဥတီနေတဲ့တဲ့ ဒါဇာဒေတာမှာရက်60ကြာအပြည့်ခတ်ရက်စဲရင်အမေရိကန်ဆိုပြတဲ့သတင်းအစားရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့လော်ဘီအားကိုနဲ့သတင်းမှလွှင့်မှုအချိန်မြင့်လာနေချိန်စစ်တပ်ထောက်ခံသူအချင်းချင်းပြန်ဖန်ခိုက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကသူတို့ကိုထောက်ခံတဲ့လော်ဘီတွေအားကိုနဲ့သတင်းမှလွှင့်တာကို အချိန်မြင့်လာနေချိန်စစ်တပ်ထောက်ခံသူအချင်းချင်းလူမှုကွန်ရက်ကနေတဆင့်ပြန်လည်ဖမ်းဆီးခိုင်းနေတယ်လို့သိရပါဗျ။ စစ်တပ်ထောက်ခံသူနေဝင်းထွန်းကသူ့ရဲ့ Facebook လူမှုကွန်ရက်အကောင့်ကနေတဆင်ဇော်ဖုံးဟင်းကို ပြန်လည်ဖမ်းဆီးခိုင်းနေတာဖြစ်ပါတယ်စစ်ကောင်စီတပ်ထိတ်တဲ့အရာရှိတွေနဲ့အတူတိုင်မှုဘုံမှုနဲ့ခောက်ကွင်းဝန်ထမ်းတွေကိုဇော်ဖုံးဟင်းကဆဲဆိုနေရလို့နေဝင်းထွန်းကဆိုပါတယ်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုဘုံမှုချုပ်ကျော်ကိုထိုက်အထိဇော်ဖုံးဟင်းကသူ့ရဲ့တတော်လူမှုကွန်ရက်ကနေတဆင်ဆဲဆိုနေခဲ့တာဖြစ်တယ်လို့ပြောပါတယ် အဲ့ဒီလိုဇော်ဖုံဟင်ကလူသိရှင်ကြားဆဲဆိုနေတာကိုတာဝန်ရှိသူစစ်ကောင်စီအရာရှိတွေကအလွန်ကြည်ကောင်းနေတယ်လို့လည်းမေလ29ရက်မွန်လယ်ပိုင်းမှာရေးသားပြောဆိုထားပါတယ်အခုလိုစစ်တပ်ထောက်ခံသူအချင်းချင်းပြန်လည်ဖမ်းဆီးခိုင်းနေရတဲ့ပတ်သက်ပြီးဒီမိုကရေစီလိုလားသော အာဏာသိမ်းစစ်တပ်ဆန့်ကျင်သူတော်လိုင်းအင်အားစုတွေကသူတို့အချင်းချင်းမနာလိုလို့ရန်ဆောင်ကြတာဖြစ်တယ်လို့လည်းမှတ်ချက်ပြုထားပါဗျ။ ဒုတိယသတင်းတပုတ်အနေနဲ့မြောက်ရီတောင်ဘက်ဝေါ်လီဒေတာကမော်ခီစကန်နဲ့ဘီယင်းအောင်စကန်ကို KNL ပူပေါင်းတက်တွေကထပ်မံသိမ်းပိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KNL ပူပေါင်းတက်တွေကဒီကနေ့မနက်ခင်းပိုင်းအချိန်အတွင်းမှာပဲထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့တောင်ဘက်ဝေါ်လီဒေတာတွေကဘီယင်းအောင်စကန်နဲ့မော်ခီစကန်ကိုဆက်တိုက်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ပြည်ပသတင်းရင်းမြစ်တွေထံကသိရပါဗျ။ မေလ30ရက်နနက်4နာရီအချိန်မှာမြောက်ရီမြို့နယ်အတွင်းကအမြင့်ဆုံးတောင်ကုန်းပေါ်မှာရှိတဲ့ဘင်းအောင်စစ်တပ်စကန်ကိုတင်ပိုက်ခဲ့ပြီးမနေ့10နာရီဝန်းကျင်မှာမော်ခီစကန်ကိုတင်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။မော်ဂီစစ်တပ်စကန်ဟာ2022ခုနှစ်မှာတော်လိုင်းတပ်တွေကတင်ပိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်ကပြန်လည်တိုက်ခိုက်သိမ်းယူခဲ့တဲ့စခန်းဖြစ်ပြီးအခုအချိန် KNL တပ်တွေကဒုတိယအကြိမ်ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ စကမ်းသင်းတိုက်ပွဲအခြေအနေအသေးစိတ်တွေနှစ်ဖက်ထိခိုက်မှုတွေနဲ့လက်နက်ခံရန်တင်းစီရရှိမှုအခြေအနေတွေနဲ့ပတ်သက်ပြီးအသေးစိတ်အခြေအနေတွေကိုတော့မသိရှိရသေးပါဘူး။လက်ရှိမြောက်ရီကော့ဂရိတ်ကြုံတိုးတောင်ကြိုင်းစတဲ့ဒေသတွေမှာခရီးနှင်ပူပေါင်းတက်တွေနဲ့စစ်ကောင်စီတို့အကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတချို့နေရာတွေမှာစစ်ကောင်စီစခန်းတွေကိုဝိုင်းဝန်းပိတ်ဆို့ဖျက်တောက်ထားပြီးစစ်ရေးတင်းမာနေရလို့လဲဒေသတွင်မြေပြင်သတင်းရင်းမြစ်တွေကပြောပါရတယ်။ တတရာသတင်းတပုတ်အနေနဲ့စစ်ကောင်စီကအပြည့်ရကျညာထားတာကိုလိုက်နာဖို့တော်လင်းရင်တပ်ဖွဲ့တွေကိုစစ်ကောင်ဆောင်အမိန့်ပေးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်လုတ်ပြီးလူ၄၀၀ကျော်အထိတည်ဆုံးစေတဲ့လေကြောင်းမုံကျဲမှုတွေလှုပ်ဆောင်နေတဲ့စစ်ကောင်စီရဲ့အပြည့်ရကာလသတ်မှတ်ထားတာတွေကိုလိုက်နာကြဖို့လက်နက်ကင်တော်လင်းအင်အားစုတွေကိုစစ်ကောင်ဆောင်မင်းအောင်လိုင်းကအမိန့်ပေးပြောကြားလာပြန်ပါတယ်။ ငလင်တန်းကြောင့်ပြည်သူတွေစိတ်ထိခိုက်ခံစားနေရတဲ့အပြင်ပြည်내ထူထောင်ရေးလုပ်ငန်းတွေအရှိန်ဟုန်နဲ့ဆောင်ရွက်နေတဲ့ကာလဖြစ်တဲ့အတွက်တင်းငယ်အေးချမ်းမှုလိုအပ်တာကြောင့်စစ်ကောင်စီအနေနဲ့ဧပြီလ2ရက်ကနေစတင်ပြီးအခုမေလကုန်အထိယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးကာလသတ်မှတ်ထုတ်ပြန်ထားတယ်လို့စစ်ဘက်အရက်ဘက်မရွေးနေ့စဉ်ရက်ဆက်ဘုံကျဲတိုက်ခိုက်နေတဲ့စစ်ကောင်စီတပ်ခေါင်းဆောင်ကပြောပါတယ် နိုင်ငံနဲ့ပြည်သူတွေရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးတိုင်းသာလန်နဲ့ကန်ဖွဲ့စည်းတွေနဲ့သက်ဆိုင်သူတွေအနေနဲ့လည်းယာယီအဖြစ်အပြည့်ကရက်စဲထားတဲ့အပေါ်အလေးထားစဉ်းစားပြီးခိုင်းနာဆောင်ရွက်ပေးကြဖို့တိုက်တွန်းလိုပါတယ်လို့အာဏာသိမ်းစစ်ကောင်ဆောင်ကပြောကြားခဲ့တာပါမေလာ29ရက်ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ဒုတိယအကြိမ်များငလင်အလှူငွေလက်ခံပွဲမှာအခုလိုထက်သွင်းပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။ တော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့ဖေးကြောင်းကြောင်းနဲ့မှလိုက်နာဖို့မလိုဘူးလို့လည်းတုတ်ပြန်ပြောကြားထားပါတယ်။မေအောင်လာရဲ့ပြောဆိုမှုဟာကြိုးကြောင်းစီလျော်မှုကိမဲ့တဲ့စကားရဖြစ်တဲ့အတွက်တုတ်ပြန်ပြောကြလို့စိတ်ပင်မရှိဘူးလို့စကိုင်းတိုင်းစကိုင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအုပ်ကလည်းပြောပါရတယ်။ စစ်တောင်စီရဲ့မကုံဆုံးသေးတဲ့အပြည့်အကာလာ၃ချိန်အတွင်းမက်စလာ၂၈ရက်နေ့ကနေမေလ၁၆ရက်နေ့အထိလေးချောင်းပုံးကျဲတိုက်ခိုက်မှု၄၄၅ချိန်ပြုလုပ်ခဲ့ရမှာလူ၄၁၆ဦးသေဆုံးခဲ့တယ်လို့လည်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လူခွင့်ရင်ဆိုင်ရာဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ။ နောက်ထပ်သတင်းတပုတ်အနေနဲ့မူငားရဲ့နေရာမှာ အစားထိုးမဲ့လုပ်ငန်းစဉ်အသစ်အာဆီယံချမှတ်တင်ပြီးမြမအေးအာဆီယံထပ်မံကြရှုံးလို့ SACM ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆီယံဥက္ကဋ္ဌအနေနဲ့တော်လိုင်းအင်အားစုတွေမြမအရက်ပတ်အဖွဲ့တွေနဲ့ဓာတ်ရိုက်ထိတွေ့ဆက်ဆံရေးကိုဦးစားပေးကအလုံးမဖြစ်တော့တဲ့ဘုံသောတူညီချက်၅ရဲ့နေရာမှာအစားထိုးမဲ့မြမအရေးလုပ်ငန်းစဉ်အသစ်ချမှတ်ဆောင်ရွက်တင်တယ်လို့မြမနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်းစီ SACM ကတိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကြံပေးကောင်စီ SSC အမြဲမေလ29ရက်ထုတ်ပြန်ချက်မှာအဲ့ဒီလိုဖော်ပြထားသလိုမြန်မာအရေးမှာအာဆီယံထက်မှန်ကြာရှုံးပြန်ပြီလို့လဲဆိုပါတယ်အာဆီယံအနေနဲ့မြန်မာမှာအကြမ်းဖက်မှုတွေရပ်ဖို့တကယ်စိတ်ရင်းမှန်နေဆိုရင်လုံခြုံရေးကောင်စီကိုချက်ချင်းတောင်းဆိုပြီးမြန်မာတိုင်းနိုင်ငံလုံးအပြစ်ခတ်ရက်စဲရေးကိုစစ်ကောင်စီလိုက်နာအောင် အတင်းကျပ်ဆောင်ရွက်ဖို့နိုင်ငံတကာကြီးစုသူတွေနဲ့အတူချမှတ်တင်တယ်လို့ SACM ကခရစ်စတိုနီကပြောပါတယ်။ မေလာ26ရက်နဲ့28ရက်တွေကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပပြီးစီးခဲ့တဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာမြမရေးအဓိပ္ပာယ်ရှိတဲ့ဆောင်ရွက်ချက်တွေမလုပ်ဆောင်နိုင်တဲ့အပြင်အာဆီယံထိပ်သီးခေါင်းဆောင်တွေဟာလင်းနစ်တာကာလအတွင်းစင်ညာချက်တွေထုတ်ပြန်တာထက်ကျော်လွန်ပြီးမလုပ်ဆောင်နိုင်ဘူးလို့ SCCM ကဝေဖန်ထားပါတယ်။ အာဆီယံခေါင်းဆောင်တွေဟာစစ်ကောင်စီကြီးညာထားတဲ့အမှန်တကယ်မဟုတ်တဲ့အပြစ်ကရက်စဲရေးကိုချီကျူးထားသလိုအပြစ်ရဲ့ကာလကိုဆက်လက်တက်တန်းတိုးဖို့ကိုလည်းတောင်းဆိုခဲ့တယ်လို့ SACM ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဆလပီလုံကင်းကိုစစ်ကြောင်းထိုးခဲ့တဲ့စစ်တပ်ကပြည်သူတွေကိုလူသားတိုင်းပြုလုပ်ပြီးဖားကန့်ကိုဥတီနေတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။ ကချင်ပြည်နယ်မွန်ညင်ခရိုင်ဖားကံမြို့နယ်လုံခင်ကျွော်ကိုစစ်ကြောင်းထုတ်ဝင်ရောက်ခဲ့တဲ့စစ်ကောင်စီတပ်ဟာပြည်သူတွေကိုရှေ့တန်းကနေထကလူသားတိုင်းပြုလုပ်ပြီးဖားကံမြို့ကိုဥတီနေရလို့ဒေသခံတွေထံကစုံစမ်းသိရှိရပါတယ်။ အဒီစစ်ကြောင်းဟာဖာကန်မျိုးကစစ်တပ်ကုန်းဘက်ကိုဆက်လက်ကြီးတက်နေတာဖြစ်ပြီးမေ29ရက်နနက်10:00နာရီမှာလုံငင်းစေးရွာကနေထွက်ခွာသွားတယ်လို့သိရပါတယ်။စစ်ကောင်စီလူသားတိုင်းအဖြစ်ခေါ်ဆောင်ခံရတဲ့ပြည်သူ20ဦးထဲက9ဦးဟာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးမေ28ရက်ကလုံငင်းစေးရွာ Rainbow ဖုံးဆိုင်ရှိမှာလဲစစ်တပ်ကပြည်သူတအုပ်ကိုပစ်တက်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့မေ28ရက်ညနေပိုင်းကလည်းလုံခင်ကျေးရွာအုပ်စုလဲပြင်းရွာကိုဝင်ရောက်ခဲ့တဲ့စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်ကကြားပြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့လည်းသိရပါဗျ။ ဧပြီလကုန်ပိုင်းကစတင်ကမြစ်ကြီးနားဘက်ကနေအင်အား6အခန်းပါတဲ့စစ်ကောင်စီတပ်ဟာစစ်ကြောင်း3ချောင်းနဲ့ဖားကန်မြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာခဲ့တာလည်းဖြစ်ပါတယ်။ဖားကန်မြို့နယ်မြို့ပတ်လေကကြေးရွာတွေကို KIA ပူးပေါင်းတပ်တွေကထိန်းချုပ်ထားပြီးမြို့ဝင်အထွက်လွန်တွေကိုလည်းပိတ်ဆို့ထားတဲ့အတွက်စစ်ကောင်စီဟာလေပြင်းစကန်မတ်စုံရန်ထောင်ကန်စီဖြူဟာကုန်းကန်ခေါင်းလုံခင်းမြောက်ကုန်းဖားကန်တမကုန်းနဲ့ဖားကန်ရဲစကန်တွေမှာဒါတက်ဆွဲထားနိုင်တယ်လို့သိရပါတယ်။ နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ဂါဇာဒေသမှာ60ရက်ကြာအပြစ်ခတ်ရက်စရီအမေရိကန်အစိုးပြုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အစ္စရေးနဲ့ဟာမတ်အဖွဲ့တို့အကြားအပြင်းထန်စစ်ဖြစ်ပွားနေတဲ့ဂါဇာကမ်းမြောင်ဒေသမှာရက်60ကြာအပြစ်ခတ်ရက်ကြာဖို့အမေရိကန်နိုင်ငံကအစိုးပြုလိုက်ပြီးတစားကန်အဖြစ်ဖန်ဆီးထားတဲ့တက်ရှိထင်ရှားနဲ့တည်ဆုံးပြီးအစ္စရေးနိုင်ငံသား28ဦးကိုပထမပတ်အတွင်းမှာပြန်ပို့ပေးဖို့အပြင်အစ္စရေးမှာထောင်နှံတသက်တံချမှတ်ခံထားရတဲ့ပါလက်စတိုင်းအကျဉ်းသား 125ဦးနဲ့တည်ဆုံးသူ180ရဲ့အလောင်းတွေကိုပါပြန်လွှဲပေးဖို့တောင်းဆိုထားတယ်လို့ရိုက်တာသတင်းတရက်မှာဖော်ပြထားပါတယ်။ မေရိကန်တမရဒေါ်နယ်ထရန့်အပြင်ဆင်းဆက်ညီနိုင် ပေးကြတဲ့အီဂျစ်နဲ့ကာတာနိုင်ငံတွေကပါထောက်ခံထားတဲ့ဒီအဆိုပြုချက်အရဟာမတ်အဖွဲ့ကအပြစ်ခက်ရက်စဲဖို့သဘောတူလက်မှတ်ထိုးပြီးတာနဲ့ဂါဇာကိုလူသားချင်းစာနာမှုအကူအညီတွေချက်ချင်းပို့ဆောင်မှာဖြစ်ပါတယ်။ဒါ့အပြင်အပြစ်ခက်ရက်စဲရဲ့သဘောတူညီချက်အသက်ဝင်တာနဲ့ဟာမတ်ဘက်ကတစားကန်30ကိုလွှတ်ပေးဖို့အတွက်လည်းတောင်းဆိုထားပါတယ်။ ဒီဆိုပြုချက်ကိုအစ္စရေးဘက်ကသဘောတူပြီးဖြစ်တယ်လို့အင်ဖြူရောကကြတာရင်းနေမှာထုတ်ပြန်ထားပါတယ်ပါလက်စတိုင်းလက်နက်ကင်ဟမတ်အဖွဲ့ကတော့ဒီဆိုပြုချက်ကိုသုံးသပ်မှုတွေဆောင်ရွက်နေပြီးတောက်ကြံနေဒါမှမဟုတ်စနေနေ့မှာအကြောင်းပြန်မယ်လို့ရိုက်တာသတင်းဌာနကိုပြောပါရယ် ဟာမတ်စ်နဲ့အစ္စရေးတို့ကြားနှဆိုင်နဲ့တဘောထားကွဲလွဲမှုတွေကြောင့်2023ခုနှစ်မတ်လကတည်းကပြတ်သွားတဲ့စစ်ရဲစဲရေးကိုပြန်လည်ထူထောင်မှုရခင်ကကြိုးပမ်းမှုတွေကတော့အောင်မြင်မှုမရှိခဲ့ပါဘူးအစ္စရေးဘက်ကဟာမတ်စ်အဖွဲ့ကိုလက်နက်စွန်ပြီးစီးရင်နဲ့အုပ်ချုပ်ရေးအင်အားစုအဖြစ်ကနေဖြတ်သိမ်းဖို့ခက်ခိုင်မမာတောင်းဆိုထားတဲ့အပြင်ဂါဇာမှာကျန်ရှိနေတဲ့အကျဉ်းသား58ဦးလုံးပြန်လည်လွတ်မြောက်မှသာစစ်ပွဲအဆုံးသတ်ဖို့သဘောတူမယ်လို့ဆိုပါတယ်ဟာမတ်စ်ဘက်ကလည်း လက်နက်ဆိုရင်တောင်းဆိုချက်ကိုညှင်းဆိုထားပြီးဂါဇာမှာရှိတဲ့အစ္စရေးတပ်တွေကိုရုတ်သိမ်းပြီးစစ်ပွဲအဆုံးသတ်ရေးဂရုပြုဖို့တောင်းဆိုထားတာပါ Hamas အဖွဲ့က2023ခုနှစ်အောက်တိုဘာ9ရက်မှာ အစ္စရေးနိုင်ငံတောင်ပိုင်းကိုစတင်တိုက်ခိုက်ခဲ့တာကြောင့်လူထောင်နေရာတည်ဆုံခဲ့တဲ့အပြင်အစ္စရေးလူမျိုး252ဦးကိုလည်းတစားကန်အနေနဲ့ဂါဇာကိုဖမ်းခေါ်သွားခဲ့ပါတယ်။ ဒါကြောင့်အစ္စရေးဘက်ကလက်တုပ်ပြန်ထိုးစစ်ဆင်နေတာဖြစ်ပြီးစစ်ပွဲကြောင့်လက်ရှိအချိန်ထိပါလက်စတိုင်းလူမျိုး9400တောင်တည်ဆုံးပြီးဖြစ်တဲ့အပြင်ဂါဇာကမ်းမြောင်ဟာလည်းပျက်စီးနေပြီးဖြစ်တယ်လို့ဂါဇာကျမ်းမာရေးဝန်ထမ်းတွေကပြောကြားထားပါတယ်။ MB ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။